ဇော်လင်ဦးဝေဘန်နာနဲ့တိုက်ခိုက်တာရဲ့ခပ်ပါပါစီအားလုံးမင်္ဂလာပါခင်ဗျာ 3K5 ကနေပြန်လည်ပြီးတော့ဂျိုးဆူလိုက်ပါတယ်မြန်မာနိုင်ငံအားကစားအစီအတန်းကတတော်လေးနှိမ့်ကြနေတာကြာပါပြီအားကစားမှမဟုတ်ပါဘူး네ဘဲဆုံးမှာကပ်ဘေးဆိုင်နေတာပါအိမ်မက်ရီမန်းချက်နဲ့လက်တွေ့ဘဝဘလို့မှမပေါင်းဆက်နိုင်တဲ့နိုင်ငံပြတ်ကြီးထဲမှာလူစန်းကောင်းတွေရှားပါတယ်လူဘိန်းကြိုက်တွေအလုတ်ဖြစ်နေတာများတယ်အညီဟောက်ပွဲဆူအောင်လုပ်ပြီးတော့ကြော်ကြားသူဘဝကိုခံသူတွေလည်းများလာတယ် နေပဲတခုမှာချိန်ကြားရက်တီလာတဲ့ပညာရှင်အစ်စ်တွေ professional အစ်စ်တွေကြောင့်ထိုးခံရပြီးတော့လူမှုကွန်ရက်အားကိုးနဲ့သွေးနှထင်းရောက်ကြော်ကြားသူတွေပွဲခံရတဲ့အချိန်ပါပဲလူဆိုတာကို professional နဲ့ကိုနေထိုင်ကြပါလိအိမ်သာကျွင်းတူးတဲ့သူကိုဆရာဝန်တယောက်ကအသက်လုံးမုန်းတီးနေလို့မရဘူးတနေ့မှာအိမ်သာကျွင်းတူးတဲ့သူကိုဆရာဝန်ကအရေးတကြီးလိုအပ်နိုင်ပါလိကိုနဲ့အမြင်မတူရင်ရန်သူဆွဲသဘောထားတိတ်ပြီးတော့တေးသိမ့်လွန်ပါလိလွတ်လပ်ပြီးတရားမျှတတဲ့လူရင်ကျေးမှုခံရတဲ့နိုင်ငံတွေမှာတယောက် professional ကိုတယောက်မစော်ကားကြပါဘူး ဝေဘာနာအကြံပေးတာနောက်ဆုံးချစ်လို့ပြောတာပဲဖြစ်ဖြစ်မုန်းလို့ပြောတာပဲဖြစ်ဖြစ်ဇီးပေါင်ရှိရပါလိမ့်ဝေဘာမဲသူကတိုင်းသည်ပြီးသည်ဆိုရင်ကိုယ့်ရဲ့အပြောဆိုအရေးသားကိုပို့ပြီးတော့တတိထားပါလိမ့်လမ်းထိတ်လက်ဖိတ်ဆိုင်မှာအတင်းပြောကြတာမျိုးမဖြစ်အောင်စင်ကြင်ရပါလိမ့်ဝေဘန်သူဟာကိုတိုင်းရိုက်ဝေဘန်ကျင်တဲ့သူကိုမပြောရတာနဲ့ဂျားကတပ်ပါတီတွေကိုနေနနာပြောတာကလည်းပရိုမဆန်ပါဘူးတရင်ချက်လက်စည်းစိမ်မှုအားကောင်းတဲ့ခေကြီးမှာဘာထောက်ထားမှမပါဘဲပုံကိုယ်ကြီးတိုက်ခိုက်တာကလူကြီးလူကောင်းမဆန်ပါဘူး ဇိုလင်းကဝမ်းမှာ၃ဘွဲ့ဆက်ရှုံးပြီးတော့စိတ်ပြတ်စရာကောင်းနေပါတယ်။စာချုပ်ရယူမှာအခုလိုရုပ်ပြတ်ဆင်းပြတ်ရှုံးပွဲတွေတွေ့နေတာရှက်စရာလည်းကောင်းပါတယ်။ဒါပေမဲ့ချက်ထရီကသူ့ကိုဆက်ပြီးတော့ပွဲပြီးနေသေးပါ။ချက်ထရီရဲ့စိတ်ထဲမှာဇိုလင်းကိုယုံကြည်စိတ်နဲနေပေမဲ့ပရိသတ်အင်အားကြောင့်ပွဲတွေပေးနေရဆိုတာလူတိုင်းသိပါတယ်။ဇိုလင်းကိုယ်တိုင်လည်းသိမှာပါ။ဒီလိုနဲ့ပဲဇိုလင်းကအဆက်မရှိပွဲတွေလက်ခံတယ်ဆိုပြီးတော့ပြောလို့မရပါဘူး။သွားထိုးမနေပါနဲ့ကွာခံရမှာပဲ။ခွက်ပြောင်းနေလားဆိုပြီးတော့ဝေဖန်တာဖြစ်တင်ပါရဲ့လား။ ဇိုလင်ကတိုက်ခိုက်အားစားနည်းကိုနှစ်ကာလများစွာရင်းနှီးမြှုပ်နှံပြီးတော့ပေးဆက်လာသူပါရေကန်မြေကန်စားတောက်နေထိုင်မှုကွာခြားပြီးတော့အခွင့်ရရှိမှုနှဲပါတဲ့မြန်မာနိုင်ငံတဲမှာရှာမာရှားတဲ့ဖိုက်တာတူဖြစ်ခဲ့ပါတယ်သူရဲ့ဟန်ကိုမပြေနိုင်တာငပိရေးစားတာကျမ်းမာရေးနဲ့မညီညွတ်တာတွေစားတောက်တာတွေကအပြစ်ဆိုနိုင်မိမဲ့သူရဲ့ professional အထူးသဖြင့်ပုံကိုယ်ရေးတိုက်ခိုက်တာတော့လွန်ပါတယ်ပြည်တွင်းမှာဘဲခရိုနီကမှပွဲတွေမလုံးချင်ကြတော့ဘူးအရင်တော့ကပြည်တွင်းမှာကစားမားတွေစားဝတ်နေရေးပြည်လဲစီမဲ့ပွဲတွေရှိပေမဲ့ အခု내ပွဲတွေပဲရှိတော့တယ်ဒီတော့ကိုယ့်ရဲ့ professional အတွက်ကိုယ့်ရဲ့ဝါသနာအတွက်ကိုယ့်ရဲ့ဘဝရှင်သန်မှုအတွက်ထိုင်းမှာသွားထိုးရတယ်ကမ်ဘောဒီးယားမှာသွားထိုးကြတယ်ဝမ်လိုပွဲမှာထိုးဝင်ရအောင်အဆက်အသွယ်ကောင်းတွေလိုတယ်မြန်မာဖိုင်တာအများစုကပညာရေးအားနည်းကြစိတ်ခံစားချက်များတယ်နောက်ဆုံးပြောရရင်ယူအားကြကိုယ့်အခွင့်အရေးကိုမရှာနိုင်ဘူးအဆက်အသွယ်ကောင်းရအောင်အေဂျင်တွေကိုအားကိုးရတယ်အေဂျင်စွာစေနာရာဂိုင်းနှုံးနဲ့အကျိုးများရာဂိုင်းနှုံးဘယ်ဟာပိုများလဲဆိုတာတွေးကြည့်စေချင်ပါတယ် ဒါပေမဲ့ agent တွေမရှိရင်လည်းမြန်မာ fighter တွေခုလို1မှာနေရာရပါမလားမသိကြပါဘူး။နိုင်ငံတကာမှာ agent လူလယ်တွေရှိနေပြီးတော့ Surrenderlo လို့ကစားမမျိုးတော် agent John Mendes ကိုအားကိုးခဲ့ရတာပါ။အခုဖြစ်နေတဲ့ပြဿနာမြန်မာ fighter တွေပြိသက်အားကြောင့်ပွဲရနေတာဘာအရေးချင်းမှမရှိဘူးဆိုရယ်ပြဿနာကကစားသမားတွေရဲ့အပြစ်ကြီးပဲမဟုတ်ပါဘူး။ခေစနစ်ကအိန္ဒိယနိုင်ငံတွေနဲ့ကွာခြားလွန်းအောင်ဖန်တီးထားလို့ဖြစ်တာပါ။အုပ်ချုပ်သူခေါင်းဆောင် ရုပ်တွေကြောင့်ဖြစ်တာပါ။အဲဒီစနစ်ကိုမပြေမချင်းမြန်မာနိုင်ငံအတွင်းမှာပဲခြေချပြီးတော့ နိုင်ငံတကာနဲ့ရှင်နေရတဲ့အရေးသွေးရှိသူတွေခေါင်းငုံနေရအောင်ပါပါပဲညံ့နေတာဆိုလင်းတယောက်တည်းမဟုတ်ပါဘူးမျိုးဆက်အဆက်ဆက်ညံ့နေအောင်ဖန်ဆင်းခံထားတာပါအဲ့ထဲကမှထိုးပေါက်ပြီးနိုင်ငံတကာအစ်မတက်ဆွမ်းတော့လှုပ်ပြနေကြတာပါအခုဆိုလင်းကဝေဖန်ခံရတာမဟုတ်ပဲတိုက်ခိုက်ခံရလို့ဖြစ်နေပါတယ်ဝေဖန်သူရဲ့အဓိကပြတ်မှတ်ကဆိုလင်းဟုတ်ရဲ့လားဆိုတာလေမသိကြပါဘူးဟုတ်ကဲ့ပါဆိုဒီဘောကတော့ပါပဲဒီကိစ္စပတ်သက်ပြီးတော့ဘလို့မြင်ကြလဲဗျပြောခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ